လှတယ်လို့ပြောရင်သဘောကျပါတယ်နောက်ပြီးတော့နောက်ထပ်ဆိုတော့ပိန်သွားတယ်ပြောရင်လည်းသဘောကျအဲ့တုန်းကပုံလေးရဲ့ခန္ဓာကိုယ်လေးတော့သဘောကျပါတယ်အဲ့တုန်းကကျတော့လူကအရန်ပိန်အမရမျက်နှာနဲ့ခြောင်တက်တဲ့သူဆိုအဲ့တုန်းကမျက်နှာပုံစံတော့အဲ့တိတ်သဘောမကြဘူးပေါ့နော်။အနည်းနည်းဖြစ်ဖြစ်လေးပို့ပြီးတော့ဖြစ်ချင်တာပေါ့။အခုလောက်မျက်နှာလေးကိုတော့သဘောကျပါတယ်။မခန္ဓာကိုယ်တော့အဲ့တုန်းကလောက်လေးဖြစ်ရင်ကောင်းမယ်လို့တော့တွေးမိပါတယ်။ဒါပေမဲ့မဖြစ်နိုင်ဘူးဆိုတော့လည်းတည်။ ာချိဖြစ်ပါတယ်ဟုတ်တော်တော်များများတော့လိုက်ပြီးတော့လက်လန်းမိတလောက်တော့ချိဖြစ်ပါတယ်အမှန်တော့လေအများကြီးရောကွာတော့ပါတော့နော်အမရောကောင်းတဲ့ဘက်အချမ်းလေးတွေဝယ်မြင်ပြီးပြောရမယ်ဆိုရင်ဒတိုင်းပြည်လုံးတိုင်းတာနဲ့အလှမယ်ယူအားပေးလာတယ်အမရောခင်မာဆိုရင် pageant fan ဆိုတဲ့လူလက်တစ်စုပ်လောက်ကပဲအားပေးတာအခုကကျတော့ဟိုအားပေးတဲ့လူကရှိတော့ရှိတယ်ဆိုပေမဲ့လေနောက်ပိုင်းမှာနည်းနည်းကျဲသွားတာပေါ့နော်ပြောရအောင်ဆိုအခုကတော့ဒတိုင်းပြည်လုံးအတိုင်းတာနဲ့ပြန်ပြီးတော့အားပေးလာကြတာပေါ့ တွေ့ရတယ်ဆိုတော့အဲ့ဒါကတော့အားသာချက်ပေါ့နော် organization တွေကလည်းအများကြီးပို့ပြီး supporting ကောင်းလာတယ်အမရူတို့ကကြောက်နေနေနှစ်ခစ်ဦးတွေထဲမှာပါတယ်လေခစ်ဦးဆိုတော့ဘာတွေပြင်ဆင်ရမလဲဘာတွေလုပ်ရမလဲဆိုတာကိုနားမလဲနားသိနားမလဲကြောက်အခုကြတော့အများကြီး experience တွေလည်းရှိလာကြပြီဆိုတော့အဲ့ဒါတွေကတော့အရန်ကောင်းတဲ့အားသာချက်တွေလို့မြင်ပါတယ်အဲ့လိုတော့တခါမှတော့မထင်ဘူးအဲ့လိုဟိုလူနဲ့တူတယ်ဒီလူနဲ့တူတယ်ကတော့ပြောခံရပါတယ်ဘောင်းဆုံးတင်ပါတယ် အာလှတယ်လို့ပြောရင်သဘောကျပါတယ်နောက်ပြီးတော့နောက်ထပ်ဆိုရင်တော့ပိန်သွားတယ်ပြောရင်လည်းသဘောကျ ဟုတ်ဘယ်လိုဆိုကြလို့ပြောအာ body weight ကတော့အခုဆိုလဲအတက်က32ထဲဖြစ်နေပြီပေါ့နော်30ကျော်သွားတော့ငကိုရေကလည်းဝါတက်တဲ့မျိုးမျိုးဆိုတော့ပေါ့ now frame body frame နဲ့ကြီးရဲ့လူဆိုတော့ကို weight ကိုကတော့ကိုအမြဲတမ်းတော့ထိန်းရတဲ့ထင်မှာတော့ပါပါတယ်အလှမဲ့ဘဝတော့ကကြတော့တော့လဲဟိုအဲ့ဒီကကြတော့ဇောကတ်နေတာပေါ့နော်ရှင်းရှင်းပြောရရင်အမရတက်တက်မှာအဲ့ဒီဒီချိန်ကအပိန်ဆုံးပဲ အဲ့နှောင်းဆန်အဲ့နှောင်းအဲ့55 56အဲ့55ပြီးတော့နှောင်း55ပြိုင်မွဲပြီးတော့လေ16ဆက်ခွန်မှာဝါဝါသေးရပဲ16ပြိုင်မွဲအတွက်ကြတော့မှအသေးတန်အဲကျုံးတာပါပြောရရင်တော့ဂျင်းမှာ Miss Universe အတွက်ကိုပြန်ပြီးဝါဖြစ်တာပေါ့နော်ဆိုတော့အဲ့ဒီကာလာတွေကအပိန်ဆုံးလို့ပြောလို့ရတယ်အမရနဂိုတွေကလူကောင်လဲထွားတယ်အဲအစားလဲအရန်စားအရန်စားရဲ့လူဆိုဟို အရန်လူကောင်တည်တည်လေးမြင်ရပေါ့ခပ်ပါအဲ့လိုခန္ဓာကိုယ်မျိုးဖြစ်ဖို့အမတနေ့ကိုခြင်းမှာအချိန်နေအကြာကြီးပေးပြီးတော့ဟိုအစားအသောက်ဆိုတကယ်ကို nutrition plan နေနဲ့အဲ့လိုတေချာတွက်ချက်စားမှဖြစ်တဲ့ပုံစံမျိုးပါဟုတ်အဲ့တော့ကပုံလေးရဲ့ခန္ဓာကိုယ်လေးတော့သဘောကျပါရဲ့အဲ့တော့ကကျတော့လူကအရန်ပိန်အမရမျက်နှာနဲ့နဲ့ခြောင်တက်တဲ့သူဆိုအဲ့တော့ကမျက်နှာပုံစံတော့ တိတ်တဘောမကြောက်ပေါ့နော်အနေနဲ့ဖြစ်ဖြစ်လေးပို့ပြီးတော့ဖြစ်ချင်တာပေါ့အခုလောက်မျက်နှာလေးကိုတော့သဘောကျပါတယ်မခန္ဓာကိုယ်တော့အဲ့တုန်းကလောက်လေးဖြစ်ရင်ကောင်းမယ်လို့တော့တွေးမိပါတယ်ဒါပေမဲ့မဖြစ်နိုင်ဘူးဆိုတော့လည်းတည်အဲ့တုန်းကကျတော့အယမ်းချင်ဆော့တာပေါ့နော်အယမ်းချင်ဆော့ပြီးတော့လုံးဝဟိုစီတို့ဟိုအစီစီစားအထိအဲ့လိုမျိုးတော်တော်ကြီးကိုဘယ်လိုပြောရမလဲထိန်ရှော့တာကြီးထိန်တာကြီးပေါ့နော်နောက် nutrition plan ကချပေးထားတဲ့အတိုင်းပဲအတိအကျစားတာအဲ့လိုစားရဆိုရင်တော့အဲ့လို ဖြစ်မှာပေါ့နော်ဒါပေမဲ့အခုအကြတော့လေကိုပို့ပြီးတော့တက်တောက်တက်တာရှိတဲ့စိတ်ချမ်းသာတဲ့ lifestyle မျိုးကိုပဲပို့ပြီးတော့သဘောကျပါတယ်အာဝတ်လို့စားလို့လည်းအဆင်ပြေသေးတယ်ပေါ့နော်ဝတ်လို့စားလို့အဆင်မပြေလောက်အောင်ဖြစ်တယ်ဆိုရင်တော့လေပြန်ပြီးတော့ခြရမှာပေါ့လေအခုကတော့ကိုဟာလေးနဲ့ကိုအဆင်ပြေနေသေးရဲ့ဆိုတော့ခြေခြေနဲ့ပါတယ်အဆင်ပြေပါတယ်ဟုတ်ဖြစ်တယ်လားဟမ် ့ကိုယ့်ကိုယ်ချစ် self love နဲ့လာတဲ့အချိန်မှာဒီနေ့ကထားသွားထားလာပေါ့ပေါ့ပါပါ make up လေးလည်းလိမ့်ပြမယ်ပြီးရင် serum ကောင်းကောင်းလေးတစ်ခုနဲ့လည်းမိတ်ဆက်ပေးမယ် carrier နဲ့ပတ်သက်ပြီးတော့လေအမရကလေဟိုနည်းနည်းကန်ကောင်းတယ်လို့ပြောလို့ရရပေါ့နော်ဘာမှကြီးအရင်ကြီးအာငါဓာကြီးဖြစ်အောင်လုပ်မယ်ဆိုပြီးတော့အဲဒီအလုပ်ကိုစခဲ့တာရယ်လို့တော့မဟုတ်ဘူးဒီအခုဒီတငယ်ချင်းတွေပေါ့နော်သူတို့ပဲမြောက်ပေးကြဟို နင်ဒီဟာလေးလုပ်ကြည့်ပါလားနင်သိတာအရင်များတယ်ငါတို့ဆိုနင်စီကအဲ skin care ကိုနင်ချောင်းမလို့နင်ပြောတဲ့ဟာတွေပဲလိုက်ပြီးသုံးတာဆိုတော့နင်သိတဲ့ဟာအရင်များတယ်နင်ဝယ်ပါလားအဲဒီဒီဟာလေးလုပ်ကြည့်ပါလားပေါ့ sharing လုပ်ပါလားဆိုပြီးတော့ပြောတဲ့အချိန်မှာတက်တက်ဆက်ဆိုင် covid ကာလဖြစ်သွားတော့အိမ်ထဲမှာလည်းအရင်ပြင်းပြီးတော့လုံးဆရာမရှိတဲ့အချိန်မှာစာပြီးလုတ်ဖြစ်သွားတဲ့သဘောလေးလို့ပြောလို့ရပါတယ်။ပို့ပို့ပေါ်ပါပဲအမရသွားချင်တဲ့သူမျိုးပေါ့နော်။အဲဆိုတော့ဟိုဒီတိုင်းလေးပဲသွားချင်ပါတယ်။အမရအမှန်တိုင်းပြောရရင်

သဘောကျတယ်အခုကတော့ဘွားမှာအများကြီးစိတ်ချမ်းသာနေရတဲ့အချိန်လို့ပြောလို့ရပါတယ်အခုဘွားကတော့သဘောအကျဆုံးတဲ့အခြေအနေဆုံးမှာဟုတ်သူကတော့ဒီစာလုံးရေးစကြတဲ့ကအမရင်းနဲ့သူနဲ့ကငယ်တငယ်ချင်းပေါ့နော်သူငယ်တန်းနဲ့ကတငယ်ချင်းဆိုတော့သူ brand စလုပ်ခရတဲ့ကမရောထောက်လျှောက် support လည်းလုပ်ပေးခဲ့ပါလဲပါခဲ့အခုဒုတိယမြောက်ဆိုင်ကိုဖွင့်တဲ့အခါကျတော့ကိုယ်တငယ်ချင်းကိုလာပြီးတော့ congratulation လုပ်ပေးတာပါအစနေပြီးတော့ဟိုစပြီးတော့ပေါ့နော်ဒီ modeling ဘဝအလှမယ်ဘဝကနေအခု beauty blogger လုပ်တည်ရဲ့အထီကိုကြည့်ပြီးတော့အပေးပေးချချစ်ခင်ပေးချရဲ့သူအများကြီးမောနောင်မှာပေါ့နော်အ ਨੇ စုတူတယောက်ချင်းစီတိုင်းအောင်လို့ချေဆုမြိုက်တမာတယ်အားလုံးကချစ်ပြီးတော့အချစ်ပေးနေလို့အားပေးနေလို့လဲကိုလှုပ်ချင်တဲ့အလုပ်လေးကိုလှုပ်ခွင့်ရနေရမလို့အားလုံးချေဆုမြိုက်တင်တယ်လို့ပြောချင်ပါ